ံမောရုံးအောင်လာရင်မကြောက်နဲ့မျက်နှာလေးကိုကြည့်ကြောက်စရာအချင်းစရာလုံးဝမလိုအကိုစင်မီတာဘာလို့လောက်တာလဲမသိဘူးကျွန်တော်စင်မီတာမှာလက်ရှိမှာတာဝန်ထမ်းဆောင်နေတယ်ရှင်းဝင်အရာရှိတူပဲဖြစ်ပါတယ်ခင်ဗျရှင်းဝင်အရာရှိတယောက်နေနဲ့အကိုဘာကြီးလောက်ရလဲမသိဘူးအဲ့ဒဲလာရခါကျရင်သူတို့တွေအတွက်မတိရမျိုးတွေဖြေကြပေးရမျိုးတွေရှိတယ်သူတို့လျှောက်တာတင်တဲ့ချိန်ရတဲ့အထိငွေထုတ်သွားတဲ့အထိကျွန်တော်ဝန်ဆောင်မှုတွေပေးရပါတော့စင်မီတာမှာအခုကဒီနေ့ရှင်းဝင်လျှောက်ပြီးတော့ဒီနေ့တိုင်းပြီးထုတ်လို့ရတယ်အပုံစံလေးဖြစ်နေပြီပေါ့နော်အဲ့တော့အရင်တော့ နဲ့အခုနဲ့ဆိုလို့ရှိရင်ဘာကြီးกว่าချွားလဲပေါ့အရင်ကဆိုရင်တော့နေချင်းမရတဲ့အချိန်တွေဆိုရင်တို့အချိန်မှာထိုင်ဆောင်နေရတာများရပေါ့နော်တချို့ဆိုရင်တို့အပေါ်ဘလားတွားရှင်းတာမျိုးရတာတို့မသွားရဲကြတော့တို့ခရီးနံပါတ်ကြော်သွားမှာဆိုလို့ပေါ့နော်ဒါပေမဲ့အခုကကြတော့ဒီနေ့ရှောက်ဒီနေ့ဆက်ချင်းတစ်ခါတန်းရတယ်အနည်းဆုံးကတော့အချိန်၃နာရီပဲပေးနိုင်ဘူးပဲကြတချို့ဆိုရင်နေဝေးရလာရတဲ့တို့ရှိရပေါ့နော်တို့ဆိုအချိန်အကြာကြီးစောင့်ရပါမှာကျွန်တော်ကတော့ တခါကြရရုံပိတ်ချိန်နေရှိတဲ့ခါကြတို့မထုတ်သွားတဲ့ခါကြစိတ်မကောင်းနေဖြစ်ရတယ်သူတို့လည်းအားနာရပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းဆိုဒီနေ့ဒီနေ့ဆက်ချင်းဝင်ဆောင်မှုပေးဒီနေ့တခါရထုတ်သွားရရဆိုကျွန်တော်တို့လည်းဝမ်းတာရပေါ့နော်သူတို့လည်းဝမ်းတာပြီးသိစ်တယ်ပေါ့နော်အကိုစမီတောင်လာတဲ့ client လေးတွေလုံးလေးလှုပ်ထရှိရဲ့အမားလေးတွေပြောပြပါအောင်ပထမအဆုံးအမားကတော့သူတို့တုံကင်နံပါတ်ယူရပါပဲပေါ့နော်တုံကင်နံပါတ်ကြရင်သူတို့ဘယ်လိုယူရမလဲတခါကြရင်သူတို့မသိကြရမျိုးရှိတယ်ပြီးရင် ုံထဲကိုဒီလိုမဝင်ရတာမျိုးရှိတယ်ခင်ဗျာ။ဘာဖြစ်လို့လဲသူချိန်နေတယ်နည်းနည်းဒီမြန်မာဝန်ထမ်းရှိပါမလားဆိုပြီးပါပေါ့နော်။အဲအကြံရပေးချင်တော့ယုံထဲဝင်ထိုင်ရပါတယ်မြန်မာဝန်ထမ်းရရှိပါတယ်လို့ဘာမောရောလာမကြောက်နဲ့ဒီအကောကလေဒီတကားရှိမှထိုင်နေတာသူ့ကိုလှမ်းမြင်တာနဲ့မကြောက်နဲ့တော်မျက်နှာလေးကိုကြည့်ကြောက်စရာရှိစရာလုံးဝမလို့ခိုင်းရလေတွေကဘာဖြစ်လို့ချင်းဝင်ကိုအချိန်မှပုံမှန်ပြတ်ဆက်တဲ့နယ်လို့ထင်လဲပေါ့နော် အချိန်မှပုံပြန်ပြတ်တဲ့ကလိုင်းရယ်ဆိုပေါ့နော်နောက်ပိုင်းဆိုဒီစင်ပီတာမှာတို့ရေရှိတာတော့ဖို့အတွက်အဆင်ပြေတယ်ပြီးရင်စင်ပီတာအနေမှာနောက်ပိုင်းတို့အတွက်အခွင့်အရေးပေးရမျိုးရှိရပေါ့နော်ဘယ်လိုမျိုးအခွင့်အရေးရလာလဲဆိုတော့နောက်ပိုင်းကျရင်ဒီလိုအင်တာဗျူးပြည်စာမလိုတော့ဘူးပြီးဆိုရင်ရှင်းဝေဌာနဘက်ကနေမှာရှာပေးထားတဲ့ငွေပမာဏရရှိနေမယ်အဲ့ဒီပမာဏတွေကိုဆက်ရှင်းနေချင်းပြန်ပြန်ထုတ်သွားလို့ရတယ်ပေါ့နော်15နဲ့30ကိုရက်မကျော်ပဲတွန်းလာစီစဉ်တယ်ဘာဖြစ်လို့လဲဆိုတော့စင်ပီတာကကြတော့ထိုင်းနိုင်ငံမှာတည်ရွယ်ဝင်နိုင်စေဖြစ်တာကြောင့်မလို့ ကိုရဲ့ဝင်ပြန်မှတ်တမ်းကောင်းနေဆိုရင်ဒီရဲ့ကုမ္ပဏီနဲ့ရေးစီတက်သွားလို့ရရပေါ့နော်ဟုတ်တယ်ကိုယုံကြည်ရတဲ့ကုမ္ပဏီရှိနေရောအာပတ်စံနဲ့ပတ်သက်ပြီးအကူအညီလိုလို့ရှိရင်ကုမ္ပဏီကိုအမြဲတမ်းလာလို့ရရတယ်နော်ဟုတ်တယ်ဟုတ်တယ်ဆိုတော့ယုံကြည်မှုကိုတိစောက်ကြပါလို့